ဒါမဲ့အဓိကတော့ဘယ်အရာပဲလုပ်လို့သမခင်ပြောချင်တာကိုလိပ်ပြကိုလုံးမှုပဲအခြေကြီးတယ်။ဖျားတိတယ်ကိုစောင်းနဲ့တိတယ်နဲ့တိတယ်။အဲ့ဒါလေးပဲပြောပြ။ဒါမဲ့သူတို့လုတ်သွားလို့ကိုလည်းဒီဘက်မှာအခက်ခဲတွေနဲ့သူများကိုပြန်ရှင်းရတာတွေလည်းရှိတယ်ပုံနော်။အဲ့လိုဒါမဲ့ကိုသည်ဟိုဟာဖြစ်လာဟိုဒီလူတွေကိုကြောက်လာပြေးလာဆိုမဟုတ်ဘူးနော်။ကိုအစဉ်ပြေရင်သူတို့လုတ်သွားတဲ့အကျွေးသည်သူတို့ခံကိုသည်ကိုလုတ်ရမယ့်တာဝန်ကိုကို ပြန်လုတ်ပေးမှာအလုံးကိုအဲ့လိုမျိုးပါဒါပေမဲ့ကျမလင်ထားတာဆိုတော့တခုမှမရှိဘူးအဲမင်းသမီးတယောက်ကျွန်တော်စီကပတ်စံအရင်ကြားဘူးမှာပါအင်တာဗျူးရေနော်အဲဒါဆိုလေဆုံရှုံခဲ့တာတွေရှိတယ်ဒါပေမဲ့လေကို့အပေါ်မှာကောင်းခဲ့တဲ့အတွက်ကိုဟိုကိုကမေတ္တာနဲ့ပဲရှော့ပေးလိုက်တော့တယ်ဟိုမလူချင်းတော့ဘူးပေါ့နော်အဲကိုနဲ့တွေ့ရင်တော့မှ အမင်းသမီးကစကားတော့ပြောတယ်ဒါပေမဲ့မျက်လုံးမျက်လုံးချင်းဆိုင်ပြီးမဆိုင်ဘူးသူကကိုကတော့မျက်လုံးချင်းဆိုင်ပြီးတော့ကိုကအငယ်ဖြစ်တဲ့အတွက်ကိုနှုတ်ဆက်တယ်ကိုဟာနဲ့ကိုနှုတ်ဆက်တယ်ဒါပေမဲ့လျှော်လိုက်တယ်ဆိုတော့သူကစိတ်ကောင်းချီးခဲ့တဲ့မင်းသမီးတယောက်လေဆိုတော့သူ့မှာလည်းအခက်ခဲကြုံလို့ကိုကိုကမရခဲ့တာလို့ပဲသဘောထားတယ်ကျွန်တော်ဘလောက်စိတ်ရင်းကောင်းလဲဆိုတော့ပြောပြမယ်သူများအရန်ချမ်းသာတဲ့မိသားစုတစ်ခုရှိတယ်အဲသူ့မှာအခက်ခဲဖြစ်တဲ့ဟာကိုကျွန်တော်ကားစာအုပ်ကိုခဏလေးငားပါလေအုံနာဖို့ သုံးရက်သေးကိုတပတ်လောက်ပဲဆိုတော့မငားကျင်တဲ့ကြားတွေအာနာနာနဲ့သူတို့ရဲ့အခေအပြောပြတကယ်တည်းမပြောတော့ဘူးလေနေတာဒီနေ့တတိမြတ်ဆိုတသန်းလွန်နေပြီဗျာကျွန်တော်မှရေဖန်းလိုက်စကားတွေအရင်ပြောရတယ်ကျွန်တော်ဘလောက်တိဥနောက်600ရမလဲအဲ့စာအုပ်လေးကိုခဏလေးပေါင်ပါဆိုတော့သူတို့ရဲ့ကားနဲ့ကျွန်တော်နဲ့ခဏလေးအပေါင်စာချုပ်တော့ရှိတာပေါ့ဒါပေမဲ့စာချုပ်ထက်ယုံကြည်မှုလိုချင်တာဒါပေမဲ့ဟိုအခုလေတောင်းနေတယ်မနေ့ကလေတောင်းနေတယ်တောင်းနေတယ်ခံကြရင်စပိတ်ထားတာတို့ဘာလို့ဆိုနေနေလေးစိတ်ထဲမှာခံစားရတာပေါ့ များတယ်ဟုတ်ကဲ့တော်တော်များများကိုပတ်စံနေပေါ့နော်ယုံကြည်မှုနဲ့လောက်သွားတဲ့ခါကျအခုချိန်မှာချပြလို့လည်းမရသေးဘူးပေါ့နော်ဘာလို့ဆိုကိုကလူတယောက်ကိုကိုကလေကိုချင်းစာတတ်တယ်တနာတတ်တယ်အဲ့အတွက်ကိုကိုပေးလိုက်တဲ့အခါမှာကို့မှာအထောက်ထားဘာမှမရှိလိုက်ဘူးအထောက်ထားရှိရင်တော့ဒီချိန်မှာကိုကရှင်းနေရအထောက်ထားမရှိတဲ့အတွက်ကိုဘာမှတော့ပြောလို့မရအောင်သူတို့တွေကငွေလိုတဲ့ချိန်တော့ကြာလုံးဝမျက်နှာငယ်လေးတွေနဲ့လာကြတယ်တကယ်အခုတို့မပေးနိုင်ဘူးလားဆိုတို့ကိုယ်ပစံတွေပြန်ပေးနိုင်တယ်တို့ကိုယ့်ထက်အခုချမ်းသာတယ်ဒါမဲ့တို့မပေးတော့ အဲ့လိုမျိုးလေးပေါ့နော်ဒါမဲ့အဓိကတော့ဘယ်အရာပဲလှုပ်လို့သမုခင်ပြောချင်တာကိုလိပ်ပြကိုလုံးမှုပဲရှိရှိရဲ့ဖျားတိတယ်ကိုစောင်းနဲ့တိရဲ့နဲ့တိတယ်အဲ့ဒါလေးပဲပြောပြဒါမဲ့သူတို့လှုပ်သွားလို့ကိုလည်းဒီဘက်မှာအခက်ခဲတွေနဲ့သူများကိုပြန်ရှင်းရတာတွေလည်းရှိတယ်ပေါ့နော်အဲ့လိုဒါမဲ့ကိုဒီဟိုဟာဖြစ်လာဟိုဒီလူတွေကိုကြောက်လာပြေးလာဆိုမဟုတ်ဘူးနော်ကိုအစဉ်ပြေရင်သူတို့လှုပ်သွားတဲ့အကျွေးတွေသူတို့ခံကိုဒီကိုလှုပ်ရမယ့်တာဝန်ကိုကို ပြန်လှုပ်ပေးမှာအားလုံးကိုအဲ့လိုမျိုးပါဒါပေမဲ့ကျမလိန်ထားတာဆိုတော့တခုမှမရှိဘူးကျမကိုလိန်သွားတယ်အဲ့လိန်သွားတဲ့ဟာမှာဆိုလို့ရမမိသားစုပေါ့အမရိုတာဘလောက်ကျမဘလောက်ပြီးပါအဲ့လိုမျိုးလေးတွေပေါ့လုပ်ငန်းလေးတွေလုပ်ကြရတယ်ပြီးရင်ကိုကကိုနဲ့မိန်နဲ့ထဲတာလေသူတို့တွေကပြေးသွားတဲ့ခါကျတော့ကိုနဲ့ကအဲ့လိုမျိုးတွေပြန်အဲ့လိုမျိုးဒါပေမဲ့ဒီဘက်ကလူတွေကကိုရဲ့ဇာတိတာကိုရဲ့နေပုံထိုင်ပုံသိနေရတော့ပေါ့ဘာမှမပြောကြဘူးလိန်တဲ့လူကတော့သူတို့လိန်တာသူတို့အခုကိုအင်တာဗျူးသူတို့ကြည့်ရင်လည်းကြည့်မယ်လေအရေးကြီးတာသူတို့လိပ်ပြလုံးပေါ့ အဲ့ဒါကျွန်တော်မှတော့ကျွန်တော်ပြောရအောင်လို့မပြောအောင်လို့ဖြစ်နေကျွန်တော်ကလည်းစိတ်ရင်ကောင်းတာเนาะအရင်ကဆိုလို့သိမလားအဲမင်းသမီးပြောကျွန်တော်စီကပတ်စံအရင်ကြားဘူးမှာပါအင်တာဗျူးရေเนาะအဲ့ဒါဆိုလို့ဆုံရှုံခဲ့တာတွေရှိတယ်ဒါပေမဲ့လည်းကို့အပေါ်မှာကောင်းခဲ့တဲ့အတွက်ကိုဟိုကိုကမေတ္တာနဲ့ပဲလျှော်ပေးလိုက်တော့တယ်ဟိုမလူချင်တော့ဘူးပေါ့เนาะအဲကိုနဲ့တွေ့ရင်တော့မှအဲ့မင်းသမီးကစကားတော့ပြောတယ်ဒါပေမဲ့မျက်လုံးမျက်လုံးချင်းဆိုင်ပြီးမဆိုင်ဘူး तू ကကိုကတော့မျက်လုံးချင်းဆိုင်ပြီးတော့ကိုကအငေဖြစ်တော့တော့ကိုနှုတ်ဆက်တယ်ကို့ဟာနဲ့ကိုနှုတ်ဆက်တယ်ဒါပေမဲ့လျှော်လိုက်တယ်ဆိုတော့ तू ကစိတ်ကောင်းရှိခဲ့တဲ့မင်းသမီးတယောက်လေ ဆိုတော့သူ့မှာလည်းအခက်ခဲကြုံလို့ကိုကိုကမရခဲ့တာလို့ပဲသဘောထားတယ်အဲ340 340ဟုတ်ကဲ့အရင်တော့ခရက်ထားသေးတယ်လေဟုတ်ဆိုတော့အဲ့ဒါလေးထားလိုက်တော့ကိုကမေတ္တာနဲ့ပဲကြည်ကြည်ပေးလိုက်တာဗောနော်အရာရာကိုအဲ့တော့အခုနောက်ဆုံးတစ်ခုဖြစ်နေတာနော်အမကပြောခုနေနော်ဟိုတနေ့ရလားမသိကျွန်တော်ဘလောက်စိတ်ရင်းကောင်းလဲဆိုတော့တတိပြောပြမယ်သူများအရန်ချမ်းသာတဲ့မိသားစုတစ်ခုရှိတယ်အဲသူ့မှာအခက်ခဲဖြစ်တဲ့ဟာကိုကျွန်တော်ကားစာအုပ်ကိုခဏလေးငားပါလဲအုံနာဖို့ ။သုံးရက်သေးကိုတပတ်လောက်ပဲဆိုတော့မငားကျင်တဲ့ကြားတွေအာနာနာနဲ့သူတို့ရဲ့အခေအပြောပြတကယ်လည်းမပြောတော့ဘူးလို့နေတာ။ဒီနေ့ထက်တိမြဆိုတသန်းလွန်နေပြီဗျာ။ကျွန်တော်မှရေဖန်လိုက်စကားတွေအရင်ပြောရတယ်ကျွန်တော်ဘယ်လောက်ထိဦးနှောက်ချောက်ရမလဲ။အဲ့တော့ပိုင်ရှင်ကိုကျွန်တော် ကျွန်တော်ပြကျွန်တော်ဘယ်တော့ထိပြောလဲဆိုတော့ကျွန်တော်နေရာမှာအဲ့ဒီအုံနာဘုခါဝင်ဝတ်တောက်လို့ဖြစ်နေပြီလေအဲ့ကားကိုစီးနေရင်ဘယ်လိုခံစားရမလဲကိုချင်းစာကြည့်ကျွန်တော်ရင်ဘက်ထဲမှာအပူတွေတော့ကနေနေအဲ့ကောတဖက်သူတွေပူနေတယ်လေသူတို့မှလည်းအဲ့ကြောင့်ကျွန်တော်ပူတယ်လို့မပူရစေနဲ့ကျွန်တော်ကတော့ဟိုချိန်ချိန်ပြောတာချိန်တာလေးမရှိမရှိဘူးဒီနေ့တက်တိယုံကြည်တော့အဲကျွန်တော်အမြဲတမ်းလို့အခုတကြံဆိုရင်လည်းကျွန်တော်တက်တန်တိုးရမှာတက်တန်လွန်နေပြီတက်တန်3လ4လရှိနေပြီဗျာသိလားမလားဒီဟာကြီးကို ုံနာပုတ်ဒီနေ့ထက်တိမရသေးဘူးအကြောင်းပြချက်တွေအမျိုး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 ဆိုတော့ဒါပေမဲ့ကိုယ်တကယ်ပြိမဲ့တကယ်ချစ်တဲ့မိသားစုပဲဒါပေမဲ့အဲတကယ်ချစ်တဲ့မိသားစုကဘာဖြစ်လို့ကိုသူတို့အခက်အခဲဖြစ်နေတယ်မှာကိုကူညီလိုက်နေတဲ့အချိန်မှာကျွန်တော်လူချင်းတဲ့အချိန်တွေသူတို့ရအောင်ပေးရမှာပေါ့အဲကောင်းအုံနာပုတ်ကိုကျွန်တော်ကပျောက်လျှောက်လို့ရမလားဘလို့လို့ရမလဲမသိဘူးစဉ်းစားကြည့်ကျွန်တော်အဲဟုတ်တယ်ဝစ်တက်တို့ဘာတို့အကုန်လုံးကျွန်တော်စီမှာအကုန်ရှိတယ်အဲစာအုပ်လေးကိုခဏလေးပေါင်ပါဆိုတော့သူတို့ရဲ့ကားနဲ့ကျွန်တော်လည်းခဏလေးအပေါင်စာချုပ်တော့ရှိတာပေါ့ဒါပေမဲ့စာချုပ်ထက်ယုံကြည်မှုလူချင်းလားလူဆိုတာကိုယ့်ကိုကူညီကို ငါတို့စိတ်ဆင်းရဲနေအချိန်မှာ तू ကူညီတယ်အဲ့တော့ तू အခုချိန်မှာ तू ပူလောင်နေပြီအပူဒုက္ခတွေ तू ဒုက္ခရောက်နေပြီရူတာဒုက္ခရောက်နေပြီရူတာရဲတယ်ဖမ်းလိုက်ဟိုဟာပို့တယ်မလားကားတွေအမြဲတမ်းသိရမလားဒါကြီးကတက်တန်းလုံးစီလို့မရဘူးဒီကားတွေကကျွန်တော်ဥနာဘုတ်ဒီနေ့နှစ်ကြော်နေပြီနှစ်ကုံလုံးနောက်ထပ်လေးလမြောက်အခုရှိနေပြီဗျာတကြံဆိုရင်ကျွန်တော်အခုရုံးနေပိတ်တော့မယ်အဲ့တော့တပတ်တပတ်တပတ်မကဘူးကျွန်တော်၃ရက်ထဲတောင်းတာ၃ရက်ကနေပြစာချုပ်မှာတပတ်တပတ်ဆိုလေတပတ်တပတ်ကနေပြီးတော့တစ်နှစ်ကြော်လို့တစ်နှစ်ခွဲလောက်ကိုရောက်သွားပြီဆိုတော့စဉ်းစားကြည့်ဗျာ ဆိုတော့ तू อ่ะဟိုတတန်းတို့မှာတတန်းတို့ကဒန်ကြီးတို့ပြရအောင်သူတို့ပေးမလားဒန်ကြီးကတော့သူတို့ပေးမယ်လို့တော့ပြောတယ်ဒါပေမဲ့အခုနပြောကျွန်တော်စိတ်ဆင်းရတယ်ရေးတယ်နဲ့ကျွန်တော်မပြောချင်ဘူးကျွန်တော်မှာရှိတဲ့ဟာလေးနဲ့ကိုကိုကိုယုံယုံကြည်ကြည်နဲ့ကိုကို confidence ရှိရှိပဲစီးကျင်တာကျွန်တော်ကာတန်ဖို့ရှိရှိမရှိရှိလူတယောက်နဲ့ကျွန်တော်လေအဲ့လိုမျိုးပစည်းပစက်တိတ်မပြောချင်ဘူးကျွန်တော်ကတကယ်တမ်းကျရိုးရှင်းဖြောင်းမတ်တဲ့လူတယောက်လူတပါးဒုက္ခရောက်ရင်အခုနပြောဆိုတော့အရှိမလဲမင်းသမီးတွေကိုဟိုဟိုကူညီပေးခဲ့တာရှိတယ်အခုလေအဲ့လိုမျိုး ဆိုတော့ဟိုဒါတော့ဟိုတော့ပြဿနာကြီးကြီးမားမားတော့ဒါမဖြစ်သေးဘူးဒါပေမဲ့ဟိုအခုလေတောင်းနေတယ်မနေ့ကလေတောင်းနေတယ်နေ့ကလေတောင်းနေတယ်ကံကြရင်စပိတ်ထားတာတို့ဘာလို့ဆိုနည်းနည်းလေးစိတ်ထဲမှာခံစားရတာပေါ့ဒီနေ့ဆိုလေဟိုဟိုတခြားအကြောင်းအရာတွေရှိသေးတယ်ဟို KP ထဲမှာပတ်စံတပြားမရှိဘူးเนาะမရှိတဲ့အခါကျတော့ကျွန်တော်မှလည်းအမကလည်းအခက်ခဲဖြစ်နေတယ် ဆိုတော့ဒါမှမဟုတ်ရအောင်မပူနဲ့ကျွန်တော်မေတ္တာနဲ့ပဲအကူအညီတောင်းတာကျွန်တော်စိတ်နဲ့အကုန်လုံးကျွန်တော်မေတ္တာကြောင့်အလုံးအစင်ပြောလိမ့်မယ်မမမပူနဲ့မမအလုပ်ကိုအခုသင်းဆိုးစရာရှိတယ်အမအေးဆေးရိုက်ပြီးနေနေတော့ကျွန်တော်ကကျွန်တော်ဒီဘက်မှာအကုန်ဖြည့်ရှင်းပေးမယ်ဆိုတော့ဒါယုံကြည်မှုနဲ့ကျွန်တော်ကပုံမှာမေတ္တာထားလို့အလုပ်တာဆိုတော့အဲ့ဒီအုံနာဘုတ်ကအခုဟိုနောက်ထပ်တနစ်ကိုကူးတော့မယ်ဆိုစဉ်းစားကြည့်ပြကျွန်တော်အပူကြီးအဲ့တော့ကျွန်တော်ပူရင်တစ်ဖက်လူပူမှာလို့ကျွန်တော်ချိန်တာတော့မဟုတ်ဘူးလို့ မကြိမ်ဘူးကျွန်တော်ကမေတ္တာပေးထားတယ်သူများပျော်ရွှင်ကျွန်တော်ပျော်ရွှင်နေတဲ့လူဒါမဲ့ကျွန်တော်အရင်ပူနေတာခါချနောင်တအကြည့်ကြရတယ်ငါတစ်ဖက်သူကိုပျော်ရွှင်ဘာဖြစ်လို့အငြင်းနဲ့လုံနေရတာလဲငါအတွက်ပဲဘာလို့အနစ်နာခံနေရတာလဲအခုငါအပူတွေဖြစ်နေပြီကိုကလည်းကိုအေးစစ်စစ်နေနေဘာမှမဖြစ်တဲ့လူကျွန်တော်လေဒီတသက်လေးအေးစစ်စစ်ကတော့ပါရင်မချမ်းတိုင်တော့ထိုင်စားလို့ရတယ်ကျွန်တော်စိတ်နေစိတ်ထားနေကျွန်တော်စီနယ်ကန်နဲ့တုံးနေချွေတာတယ်လူတင်တာလူတယ်ပေးတင်တာပေးတယ်ဒါမဲ့အဲ့ပေးကျင်တဲ့ဒီလက်တစုံကလေစုတောင်းရင်လေလေကျွန်တော်ခုနှစ်ရက်သားသမီးကိုပေးကမ်းရပါသေးတယ်အဲ့ဒါကြောင့်ထင်တယ်အဲ့စုပဲပြည့်နေတယ် ခုနကသာသမီကိုပေးကမ်းဖို့လက်ပဲဖြစ်နေတယ်။အဲသူပေးတော့လက်ပေါ့နော်။အင်းကအဖွားပြောတယ်လို့လေ။ဟုတ်လား။အဖွားကလေ။ဒါပေမဲ့အခုစိတ်ဆင်ရတယ်။စိတ်ဆင်ပေးတော့လက်ပဲဖြစ်နေတယ်။သူကပေးပဲပေးနေသူမရဘူး။မရဘူးမရဘူးအဲ့လိုဖြစ်နေ။ခုတော့မပြောသေးဘူးပေါ့နော်။ဟိုကတော့အခုလေတချမ်းမတိုင်ခင်လေးတချမ်းမတိုင်ခင်လေးတချမ်းမတိုင်ခင်လေးပေးမယ်ဆိုတော့ဒီမျောလင်းချက်နဲ့ပေါ့နော်။အရင်ခံရခက်တယ်နော်။ကျွန်တော်နေရာမှာရဲဖမ်းပြုတ်ပြန်ဆိုကျွန်တော်မင်းသားတယောက်မလို့တော်သေးတာလေ။အော်လိုတာအော်ရတယ်ပါ။နင်းနေပြောလို့ဆိုလို့ကောင်းနေသေးတာလေ။ဒါပေမဲ့တခါကျဒန်ချစ်ပြေးလက်ဖက်ဆောင်လက်ဖက်ရိုးတွေပေးရတာရှိတယ်ဗျာ။တခါဒီမှာနော်။ ဆိုတော့ကျွန်တော်ဘောကဘလောက်ခတ်ခဲလေဆိုတာအဲ့ဒါကိုချင်းစာပေးပါလို့ပဲပြောချင်တယ်တကယ်။နည်းနည်းတော့အပူလည်းမပေးစီချင်ဘူး။ကြည့်စီချင်တာ။အဲ့လိုကြည့်ကိုလဲလေအခုအမှန်တိုင်းပြောကိုလဲကိုကိုပြန်ဆိုင်ရမယ်။အခုချိန်မှာတို့ကိုတော့ပြောလိုက်ရင်လေတကယ်ကိုချင်တာတကယ်ကိုဒိတ်ဒိတ်ကြီးကြီးဖြစ်နေတာ။ကိုကအဲ့လိုတော့ပြောလိုက်ရင်ကိုကိုကတသက်ပြောရဖြစ်မှာဆိုတော့ဒူးမှပြောဒါဝေချူးရှိလို့ဆက်ရတယ်ပဲမှန်တယ်။ကိုပြန်ရထိုင်ရင်တော့ပြန်ရမယ်။မရဘူးလား။မရလဲတမုခင်တိမိုက်ကင်ပြီးတချင်းဆိုနေတိထမင်းမငတ်ပါဘူး။ဒါတော့နော်အရင်လိုအရန်ကြီး ချမ်းချမ်းသာသာကြီးဘွားတော့ရောက်ဖို့ကတော့အောင်မြင်သွားရင်တော့ပြန်ရမှာပေါ့နော်။ဒါပေမဲ့ဒီတိုင်းနဲ့သွားနေရဆိုလို့ကို့မှာဝင်းစားသည်ဆိုတတ်တဲ့တော့ကိုထမင်းမငတ်ဘူး။အဲ့တော့ကိုအလုံးနဲ့မရောပါဘူးထဲလည်းမရောပါဘူးအဲဒါမဲ့ပိုကြိုးစားမယ်ပြိတ္တအချစ်ကိုယူမယ်ကိုချစ်တဲ့လူရဲ့မေတ္တာကိုယူမယ်အားလုံးကိုလည်းမေတ္တာပေးဘယ်သူမှအမုန်းမရှိဘူးအားလုံးကိုချစ်တယ်ဟုတ်တယ်အခုလည်းစိတ်ပျော်ရွှင်မှုနဲ့လုပ်နေရတာအလုပ်ကလေအဲသူတပားကိုစိတ်ပူလောင်မှုကိုအီချမ်းမှုကိုပေးလိုက်တယ်ဒါမဲ့ကိုပဲပူလောင်မှုရတယ်ရလက်တွေကလေဆိုတော့အဲတကယ်ကြအဲ့အနုပညာလုပ်တဲ့ခါကျဒါဒီကိုမေ့လိုက်တာ ခေါင်းတရထုတ်တော့ခေါင်းအရင်ကြိုက်တယ်ကျွန်တော်မခံစားနိုင်ဘူးတရားတော့အေးအေးဆေးအတွေးမျိုးစုံနဲ့အဲ့တော့ကုလို့မဖြစ်အောင်အမြဲတမ်းသူတပတ်ကိုအကြံဉာဏ်ပေးတယ်လမ်းကြောင်းတွေပေးတယ်မဖြစ်သင့်မဖြစ်တိုက်တာသူတပတ်ကိုကူညီတယ်ဒီစိတ်ကကျွန်တော်ကိုဒုက္ခအမြဲတမ်းပေးတယ်အဲ့ဒါတနာတဲ့စိတ်ကိုထင်တယ်ဗျဟုတ်